်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖန်အနှင့်မော်လမြိုင်ခီးစင်များတွင်မေအောင်လိုင်းကပြည်내အစိုးရများကတည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိပဲကိုပိုင်ရေဘူးနှင့်အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြို့နယ်နှင့်မွန်ပြည်နယ်မော်လမြိုင်တို့သွားရောက်သည့်ခီးစင်များတွင် အကြံဖတ်မေအောင်လိုင်ကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကပြင်ဆင်တိတ်ခင်းထားသောရေရှင်တွေလက်ဖက်အချို့ဘဲနှင့်အစားအသောက်များကိုလုံးဝမတိုမထိမစားမတောက်ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပေးသောကိုပိုင်ရေဘူးပါရေနှင့်အစားအသောက်များကိုသာယူဆောင်စားတောက်ကြောင်းအစိုးရခီးစဉ်အတွင်မေအောင်လိုင်နှင့်တွေ့ဆုံခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါသည်အကြံဖတ်မေအောင်လိုင်ကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်သို့၎င်း နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းသွားရောက်ပြီးဌာနဆိုင်ရာတွဲဆောင်ပွဲများမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းထို့သို့လှုပ်ဆောင်ရာတွင်မြောင်းလိုင်းကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကတည်ခင်းပေးထားသောတောက်ရီလက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားတောက်များကိုလုံးဝမစားတောက်သည့်အပြင်တုတ်ထိချင်းတာမပြုလုပ်ကြောင်းအချင်းတော်တော်များများတွင်ထင်းရမြရာကိုမင်းအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးပြေဆောင်ပွဲများတွင်အနည်းဆုံးတနအီကျော်ကြာအောင်မယမနာတအူးတဲ့ပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။သူရှိမှရှိရှင်တွေခွတ် မြမမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တနာကြီးကျော်လောက်ကြာတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်내အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရည်ရှင်တွေအချိုးပွဲမတို့မထီဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နေ့လယ်စာရီဘာရီစားတော့လေပြည်내အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လိုက်အပြုမူနေအနေထိုင်ကိုတေချာသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါရယ် ။နေရောင်လိုင်းသည်ကရင်ပြည်နယ်ဖမ်းအမျိုးခီးစဉ်အတွင်လုံခြုံရေးစိတ်မချရမှုနှင့်ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖြတ်သိမ်းခြင်းနှင့်တပ်နှင့်တွဲဆုံပွဲများဖြတ်သိမ်းမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာလ15ရက်နေ့ဖအံမြို့ခီးစဉ်အတွင်အကြံဖတ်မင်းအောင်လိုင်ကဌာနဆိုင်ရာတွဲဆောင်ဖွဲ့နှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့်စွဲကပင်မိုးလုံလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုတွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအံထက်နှင့်တွဲဆောင်ဖွဲ့နှင့်တောင်ကလေးစစ်ဆေးရုံတို့တွားရောက်မြေစီစဉ်များကိုဖျက်သိမ်းခဲ့ကြောင်း ရှင်အောင်ဖအန်တွင်ညမအိတ်တော်ပဲရဟတ်ရင်ဖြင့်မော်လမြိုင်သို့ထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည်။ဆလပင်စစ်တက်လုတ်တဲ့ပွဲတွေတက်လီရှိတဲ့အဖွဲ့ဥက္ကဋ္ဌဟာဘိုချုပ်ကြီးစောမှုတူးစေဖို့နဲ့ပရိုရွှေမောင်းကို KNU ပဲထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အဖွဲ့စည်းရဲ့မူဝါဒကိုတတိပေးနေတဲ့ကြားထဲကပဲအဖန်တလေးလေးကျူးလွန်ဖောက်ပြက်ခဲ့လို့ပါကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းဘိုးချုပ်ကြီးစောမှုတူးစေဖို့နဲ့ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌပရိုဆော်ရွှေမောင်တို့ကိုအဖွဲ့ကထုတ်ပြန်လိုက်ကြောင်း KNU ဘဟုပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကအတည်ပြုပါရယ်။ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ပရိုဆော်ရွှေမောင်တို့က KNU ကချမှတ်တဲ့စည်းကမ်းတွေမလိုက်နာလို့အဖွဲ့ရဲ့73ကြိမ်မြောက်ဘဟုအလုံးမှုဆောင်အစည်းအဝေးကထုတ်ဖော်ဖို့စုံဖြတ်ခဲ့တဲ့သတင်းတွေပေါ်ပရိုဆော်တော်နီကအခုလိုပြောပါရယ်။အတည်ပြုပါရယ်ခင်ဗျာအဖွဲ့စည်းရဲ့မူဝါဒကိုသတိပေးနေတဲ့ကြားရဲကပဲအဖန်တလဲလဲကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါခင်ဗျာလို့ပရိုဆော်တော်နီကပြောပါရယ်။ ကရင်သတင်းရင်းမြစ်တဲအူကလည်းပြီးခဲ့တဲ့တစ်ပတ်လောက်ကကျင်းပခဲ့တဲ့ဗဟိုအလုံးမှုဆောင်အစည်းအဝေးမှာဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ပရိုဆော့ရွှေမောင်တို့ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်လို့ပြောပါတယ်။အခုလိုဥက္ကဋ္ဌဟောင်းတအူကိုအဖွဲ့ကထုတ်ပယ်တာဟာပထမဆုံးအကြိမ်ဖြစ်ပြီးအခုလိုဖြစ်ရပေါ်စိတ်မကောင်းဖြစ်ရပေမယ့်ခိုင်ခံရှင်ရဲ့လောက်ရပေါ်မူတီဖြစ်ပေါ်လာလို့လည်းသူကပြောပါတယ်။ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ဟာ KNU ဥက္ကဋ္ဌအဖြစ်တက်တန်းနှစ်ကြိမ်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အခုလိုထုတ်ပယ်ရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုဝနကြော်ထင်ဖွဲ့ပေးအပ်တဲ့ဖြစ်စဉ်တွင်စစ်ကောင်စီကျင်းပတဲ့အပြစ်ရစဲကြီး MCA နှစ်ပတ်လည်ပွဲတွေတက်ရောက်တာတွေကြောင့်ဖြစ်တယ်လို့ပြောပါရယ်အဲ့ဒီပွဲတစိုက်တွေကသူနဲ့မဆိုင်ဘူးလေနောက်ပြီးတော့အပြစ်ခတ်ရစဲကြီးကျင်းပတဲ့ပွဲတွေသွားတာအဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းမှုနဲ့မကိုက်ညီဘူးပေါ့ဘလို့ပဲဖြစ်ဖြစ်အဖွဲ့အစည်းမှုသဘောအရာကတော့ဥက္ကဋ္ဌဖြစ်စီဘယ်သူဖြစ်စီထုတ်သိရင်ထုတ်မှာပဲလေသူဗိုလ်ချုပ်ကြီးမူတူစေဖို့ကတော့သူစိတ်နဲ့သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူလုပ်တာပဲ သူ့အခွင့်အရေးပဲလေစိတ်တော့ဘဲကောင်းမလဲဒါပေမဲ့သူ့လုပ်ရက်ကသူလုပ်တာပဲလို့ကရင်တရင်ရင်းမြစ်တအုပ်ကပြောပါတယ် KNU ဟာစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကိုစေကောင်းဆောင်မြောက်လိုင်းက2022တကြံအပြီးနှစ်ဆန်းတရက်နေ့မှာဝနာကြော်တင်ဖွဲ့ပေးခဲ့ပါတယ်ဒီလိုပေးအပ်တာဟာစစ်တပ်ကသွေးခွဲတာဖြစ်တယ်လို့ပရိုဆော်တော်နီကပြောထားပါတယ် ဘူချုပ်ကြီးစောမှုဒူစေဖို့နဲ့ဘရိုရွှေမောင်တို့ဟာ2023နှစ်ကုန်ပိုင်းကလည်းစစ်ကောင်စီကောင်းဆောင်မရလိုင်ကိုနှိပြီးတော့မှသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။အဲဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်းဘရိုစော်တော်နီကထုတ်စင်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ KNU ဟာစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ပြီးပြည်သူနဲ့အတူရပ်တည်တိုက်ပွဲဝင်နေတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ဆက်လက်ပြီးတရုတ်နဲ့ဆက်ဆံရေးတင်းမာမှုတွေကိုဖြေလျော့စေဖို့ပေကျင်းကဂျပန်ကိုဆက်လက်အဖွဲ့ဆေလွတ်တယ်ဆိုတဲ့တဲ့ရင်ကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တရုတ်နဲ့နှစ်ဖက်ဆက်ဆံရေးတင်းမာနေမှုတွေကိုဖြေလျော့ဖို့ရည်ရွယ်ပြီးဂျပန်ဟာတန်တမန်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တအုပ်ကိုဗီဂျင်းမြို့စီဆေးလုပ်ခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်သစ်ဆာနဲအဲတက်ကက်အီချီကလာဆန်းပိုင်းမှာလွှတ်တော်တဲ့ပြောဆိုခဲ့တဲ့စကားတစ်ခုကိုအကြောင်းပြုပြီးအရှိအာရှအင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေးအေးခဲမှုတွေအစပြုလာခဲ့တာဖြစ်ပါတယ်။အတိုက်ခံအမတ်တအူးကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်အစိုးရအနေနဲ့ဘာလုပ်မလဲလို့မေးမြန်းတဲ့အခါတက်ကက်ချီအီက 台湾ကိုကူဖို့ဂျပန်ရဲ့ပြီးအဆောင်တက်တွေကိုထန့်ကျက်စေမယ်လို့အထိပ္ပယ်မျိုးတုံ့ပြန်ဖြစ်ကြားခဲ့ပါတယ်။ဒီကိစ္စဟာတရုတ်အတွက်အကြီးအကျယ်ဒေါသထွက်စရာဖြစ်စေခဲ့ပြီးဂျပန်တမတ်ကြီးကိုပါစင်ခေါ်ပြီးကန့်ကွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကောင်စစ်ဝင်တအူကတကက်အီချီရဲ့စကားကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့ရမှာခြေသွင်းသုံးဆွဲတဲ့စကားပုံတစ်ခုကဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တဲ့နေဆိုတဲ့သဘောမျိုးပါအတိတ်ပဲနှစ်ခွထွက်နေခဲ့တာကြောင့်ပြည်ထနာရီပို့ရှုပ်ထွေးကုန်ပါတယ်။ ။အဲဒီနောက်တရုတ်ကနိုင်ငံသားတွေအနေနဲ့ဂျပန်ကိုသွားရောက်လက်ပတ်တာမျိုးမလုပ်တဲ့ကြောင်းတိုက်တွန်းခဲ့တယ်လို့တရုတ်မှာယုံတင်မဲ့ဂျပန်ရုပ်ရှင်တွေကိုလည်းဆိုင်းငံ့ထားဖို့အမိန့်ပေးခဲ့ပါတယ်။ဒီအခြေအနေကဂျပန်ရဲ့ကမ္ဘာလှည့်ခီးသွွားလုပ်ငန်းအပေါ်တိတိတတ်တာထိခိုက်စေပြီးဂျပန်စီးပွားရေးလုပ်ငန်းတွေရဲ့ဈေးကွက်ရှယ်ယာတန်ဖိုးတွေနဲ့အကျဖက်ဥတီသွားစေခဲ့ပါတယ်။တကယ်အချီကတော့သူ့ရဲ့စကားဟာတရုတ်ကိုရန်စားဖို့မရည်ရွယ်ခဲ့ပဲဂျပန်ရဲ့ရှင်ရင်ဆွဲရက်တီမှုမူဝါဒတွေကိုပဲတိတိကျကျမှတ်ချက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်ကတော့ထိုင်ဝမ်ရေးမှဂျပန်ကသာတကယ်ပဲစစ်ရေးအရဝင်ဆွက်ဖက်ရင်မရှုမလရှုံးနိမ့်မှုမျိုးကြုံသွားစေမယ်လို့တောင်းချိန်ချောက်ထားပါတယ်။တင်းမာမှုတွေကဇက်တိုက်ပိုတိုးလာနေတဲ့နောက်ဂျပန်ဟာနိုဝင်ဘာ18ရက်နေ့မှာတော့နိုင်ငံသားရေးဝင်ကြီးဌာနရဲ့အာရှသမုဒ္ဒရာပိုင်းဆောင်ရေးရာအကြီးအကဲမာဆာကီကာနိုင်ကိုဘေကျင်းစီဆစ်လုပ်ခဲ့ပါတယ်။ သူဟာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့နိုင်ငံတကာစီးပွားရေးဌာနခွဲဒုတိယညွှန်ကြားရေးမှူးချုပ်ဟျူဂျင်ဆောင်အပါအဝင်တရုတ်အရာရှိတချို့နဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့ကျိုတိုသတင်းဌာနကဖော်ပြခဲ့ပါတယ်။ကာနိုင်ရဲ့မစ်ရှင်ဟာဂျပန်ရဲ့လုံခြုံရေးမှူးဝါဒကရုတ်တရက်အပြောင်းလဲဖြစ်သွားတာမျိုးမဟုတ်ကြောင်းရှင်းပြဖို့လက်ရှိပြဿနာတွေပိုဆိုးမလာအောင်ထိန်းသိမ်းသိမ်းသိမ်းကင်တွယ်ရေးတရုတ်ကိုညှိနှိုင်းတောင်းဆိုဖို့ဖြစ်နိုင်ပါတယ်။ထိုင်ဝမ်ဟာဂျပန်ပိုင်အနောက်ဘက်ဆုံးကျွန်းဖြစ်တဲ့ယွန်နာကူနီရဲ့130ကီလိုမီတာလောက်အကွာမှာတည်ရှိပါတယ်။ ဂျပန်နဲ့တရုတ်ကြားလက်ရှိဆက်ဆံရေးဟာအကောင်းဆုံးမဟုတ်တဲ့အတိုင်းအစိုးရအချင်းချင်းဆက်သွယ်မှုအတွက်လမ်းကြောင်းတော်တော်များများကဖွင့်ထားစေလို့ဂျပန်အစိုးရအတွင်းရေးမှူးချုပ်ယုံကကာနိုင်ရဲ့ပေကျင်းခီးစင်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးခဲ့ပါတယ်။ကာနိုင်ဟာတရုတ်အနေနဲ့တင့်တော်မှန်ကန်တဲ့အဆင့်တွေကိုဖျက်ဆီးလှုပ်ဆောင်ပေးဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်းအစိုးရအတွင်းရေးမှူးချုပ်ယုံကြေညာချက်မှာဖော်ရှိခဲ့ပါတယ်။ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ကတော့တရုတ်ဟာဂျပန်အပေါ်တမင်အပြစ်ရှာပြီးဖိအားပေးနေတာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။ကနူးအင်စတီကျူကမ္ဘာရေးရလေးလာမှုဌာနရဲ့ ဂျပန်တရုတ်ဆက်ဆံရေးဆိုင်ရာသုတေသီကင်ကန်ဂျီမီနီမူရာကလည်းတရုတ်အစိုးရအနေနဲ့တကတ်အီချီကသူ့ရဲ့မှတ်ချက်စကားကိုပြန်ယူသိမ်းလို့မရနိုင်ကြောင်းတီလီယန်ဟင်းဇက်တိုက်ဖိအားပေးနေတာလို့ထောက်ပြခဲ့ပြီးဒီတင်းမာမှုတွေဟာလာနေချီကြာမြင့်သွားနိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။တကတ်အီချီရဲ့မှတ်ချက်ကိုအကြောင်းပြုပြီးနှစ်နိုင်ငံဆက်ဆံရေးတွေတင်းမာမလာခင်တပတ်လောက်ကပင်သူဟာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ရေးညှိနှိုင်းလှုံ့ဆော်ခဲ့ကြဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။